င်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်အစိုးရအယူကြီးကတရုတ်နိုင်ငံရဲ့ရန်သူမဟုတ်တဲ့အတွက်တရုတ်နိုင်ငံဘက်ကမြမရေးဂျာဝင်ပြန်ပြမှုမှာဆာနာရှင်သဆိုးရှင်အောင်လုပ်တဲ့ပုံစံမျိုးမဖြစ်သင့်ဘူးလို့အယူကြီးရိုက်သမားဒူဝါလက်ရှိလက်ကပြောဆိုလိုက်ပါတယ်အချက်ဖက်စကောင်စီကပြန်လည်စစ်ဆေးမယ်တက္ကသိုလ်ဝင်းစာမေးပွဲကိုဖြေဆုံမဲ့သူနေပါနေလို့ဆိုပြီးကြောင်းသားကြောင်းသူတွေနဲ့မိဘတွေကိုစစ်ကောင်စီတက်ကဖိအားပေးချင်းချောက်နေုံနဲ့မကဘဲ မန္တလေးမြို့မှာဆိုရင်စာမွေးပွဲလာပြေကြဖို့လော့စပီကာနဲ့ပါလိုက် on နေပြန်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြောဆိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အမျိုးသားညီညွတ်အစိုးရအယူကြီးကတရုတ်နိုင်ငံရဲ့ရန်သူမဟုတ်တဲ့အတွက် ဒီနိုင်ငံဘက်ကမြမရေးဂျာဝင်ဖြန့်ပြမှုမှာစာနာရှင်သက်ဆိုးရှေအောင်လုပ်တဲ့ပုံစံမျိုးမဖြစ်သင့်ဘူးလို့ NGO ရဲ့သမ္မတဒူဝါလက်ရှိလက်ကပြောဆိုလိုက်ပါတယ်။ဒါကတော့ဧပြီလ29ရက်နေ့ကပြုလုပ်ခဲ့တဲ့အမျိုးသားညီညွတ်အစိုးရအစည်းအဝေးမှာ NGO ရဲ့သမ္မတဒူဝါလက်ရှိလက်ကပြောလိုက်တာပါ။လက်ရှိတရုတ်နိုင်ငံဘက်ကမြမရေးဂျာဝင်ဖြန့်ပြမှုတွေဟာစာနာရှင်စနစ်သက်ဆိုးရှေအောင်လုပ်တဲ့ပုံစံမျိုးမဖြစ်သင့်ပဲဖြစ်သင့်ဖြစ်တိုက်တဲ့မူတွေပေါ်မှာအခြေခံမှုတိုက်တွန်းကြပါတယ်လို့သမ္မတကြီးကပြောထားပါတယ်။ဒါအပြင်တစ်ဖက်ကတရုတ်နိုင်ငံအနေနဲ့လည်း အန်ဂျီအစိုးရအဖွဲ့ပေါ်ထင်ကျစ်တွေနဲ့ချင်းကပ်ထင်မြင်နေတဲ့အမြင်တချို့ကိုပြန်လည်တက်မှတ်ဖို့လိုအပ်ပြီးဒီလိုအခြေအနေတွေကိုအန်ဂျီအစိုးရဘက်ကလည်းအန်ဂျီဟာတရုတ်နိုင်ငံရဲ့ရန်သူမဟုတ်ပဲတရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမဲ့အဖွဲ့မဟုတ်ဘူးဆိုတာကိုလေးလေးနက်နက်ကြံ့တွဲဖြေရှင်းဖို့လိုအပ်တဲ့အပြင်တရုတ်နိုင်ငံအနေနဲ့မြန်မာရေးကိုဝင်ရောက်ဖြန့်ပြေးမှုမှာလက်တလောအနာတတယုံဈေးမီတူလောက်နဲ့ဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုတာကိုလည်းသတင်းစကားပွားကျင်ပါတယ်လို့အန်ဂျီရိုက်သမရဒူဝါလက်ရှိလက်ကပြောလိုက်ပါတယ်ခင်ဗျာ တစ်ဖက်မှာတော့ကချင်ပြည်နယ်ဖားကတ်မြို့နယ်ကလဝါကျေးရွာမှာရှိတဲ့အချမ်းဖတ်စစ်ကောင်စီရဲ့စူတောင်းတောင်တက်စကန်ကို KIA PDF ပူပေါင်းတပ်တွေကအပိတ်သိမ့်ပတ်လိုက်ပြီးစစ်ကောင်စီတပ်သားမသာအလောင်း73လောင်းနဲ့အတူနောက်ထပ်စစ်သားတအုပ်ကိုပါအရှင်ဖမ်းဆီးရမိထားတယ်လို့ KIA ရှီတန်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလတရနေ့ဖြစ်တဲ့မနေ့ကပဲကချင်ပြည်နယ်ဖားကတ်မြို့နယ်ကလဝါကျေးရွာမှာရှိတဲ့အချမ်းဖတ်စစ်ကောင်စီတပ်ကို KIA PDF ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာ စစ်ကောင်စီဘက်ကအသေးတဲ့သူတွေတော်တော်ကိုများသွားပြီးစစ်သားတွေရဲ့မပါအလောင်း73လောင်းကိုပါရရှိခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက်ဂျန်နဲ့စစ်ကောင်စီတပ်သားတွေဟာလဝါကြေးရွာကဆူတောင်းတောင်ကိုထွက်ပြေးသွားတဲ့အတွက် KIP တပ်ပူပေါင်းတပ်တွေကလိုက်လံတိုက်ခိုက်ချေမှုန်းခဲ့ပြီးအဲ့ဒီဆူတောင်းတောင်စစ်တပ်စခန်းကိုပါအပိတ်သိမ့်ပတ်လိုက်တဲ့အပြင်အဲ့ဒီမှာစစ်ကောင်စီတပ်သားတအုပ်ကိုပါအရှင်ဖမ်းဆီးရမိထားတယ်လို့ KIP ရှေ့တန်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ။ တစ်ဖက်မှာလေပဲခူးတိုင်းနန္ဒလင်းမြို့နယ်မှာရှိတဲ့အချက်ဖက်စစ်ကောင်စီရဲ့ဓမငယ်ရဲကင်းစခန်းကိုတော်လင်းရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးလက်နက်6လက်နဲ့ခဲယမ်းအချို့ကိုပါသိမ်းဆီးရရှိထားတယ်လို့တော်လင်းရင်တရင်ရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ဒီကနေ့မေလ2ရက်နေ့မနက်အစောပိုင်းမှာပဲနန္ဒလင်းမြို့နယ်မှာရှိတဲ့အချက်ဖက်စစ်ကောင်စီရဲ့ဓမငယ်ကျေးရွာရဲကင်းစခန်းကိုတော်လင်းရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခိုက်မှုအတွင်းစေကောင်းစီတတသုံးဦးတွေသွားပြီးတော့ကြံတဲ့စစ်သားနဲ့ပူစောတီတွေကအကုန်လုံးထွက်ပြေးသွားကြတယ်လို့စကန်နဲ့ကနေလက်နက်6လက်နဲ့ခရင်အချုပ်ကိုပါတော်လိုင်းရဲတပ်တွေကတင်းစီရရှိခဲ့တယ်လို့တော်လိုင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ဒင်းတိုင်းတိုင်းပလောမြို့အဝင်ကအချက်ဖက်စကောင်းစီစစ်စေးရေးဂိတ်မှာလမ်းသွားလမ်းလာလူငယ်15ဦးကိုစစ်မှုထမ်းရမယ်ဆိုပြီးစစ်တပ်ကအဒင်းအရမဖမ်းဆီးလိုက်ကြပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ မေလာတရနေ့ဖြစ်တဲ့မနေ့ကမနေ့အစောပိုင်းမှာပဲပလဲမျိုးအဝင်လမ်းပေါ်မှာဖွင့်ထားတဲ့ကြောက်စုစစ်တပ်ဂိတ်စခန်းကိုစစ်ကောင်စီတပ်သားတွေရဲတွေအပြင်ထွေအုပ်နဲ့ဆိုင်ရပတွေးပါကားလေးစီးနဲ့ရောက်လာပြီးပုံမှန်ဖြတ်တန်းသွားလာနေတဲ့လူငယ်တွေကိုတားဆီးစစ်ဆေးပြီးတော့စစ်မှုထမ်းရမယ်ဆိုပြီးအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုပါတယ်အဲ့ဒီမှာအမလေးရက်ကွက်ကလူငယ်တွေအပါအဝင်လူငယ်15ဦးပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီးအဲ့လိုဖမ်းဆီးခံရတဲ့လူငယ်တွေကိုပလောမျိုးမှာ yes scan တဲ့တခါတည်းပို့လိုက်ကြတယ်လို့ ဖန်စီခံရတဲ့လူငယ်တွေရဲ့ဆိုင်ကယ်တွေကိုလည်းစစ်ကောင်စီကတခါတည်းသိမ်းဆီးလိုက်ကြတယ်လို့ဖန်စီခံရတဲ့လူငယ်တွေနဲ့နှိစက်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့အကြံဖတ်စစ်ကောင်စီကပြန်လဲစစ်ဆေးမယ်တက်တူဝင်စာမီးဘွဲကိုဖြေဆုံမဲ့သူနေပါနေလို့ဆိုပြီးចောင်းသားចောင်းသူတွေနဲ့မိဘတွေကိုစစ်ကောင်စီတပ်ကဖိအားပေးချင်းချောက်နေုံနဲ့မကမန္တလေးမြို့မှာဆိုရင်စာမေးပွဲလာဖြေကြဖို့လော့စပီကာနဲ့ပါလိုက်အော်နေပြန်တယ်လို့ငလင်းဘေးတင်ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ ဒါကတော့မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလောက်ကတ်သွားတဲ့အချိန်မန္တလေးတက္ကသိုလ်ပါမိလောင်သွားတဲ့အတွက်အဲ့ဒီမှာတက္ကသိုလ်ဝင်စာမေးဘွဲ့အဖြေလွှာ၄သိန်းဝင်းကျင်မှာမိလောင်ပျက်စီးသွားလို့ဆိုပြီးစစ်ကောင်စီကမန္တလေးနေပြည်တော်စကိုင်းနဲ့ကချင်ပြည်နယ်ကတက္ကသိုလ်ဝင်ကျောင်းသားကျောင်းသူတွေကိုလာမယ့်ဇွန်လ16ရက်နေ့ကစပြီးစာမေးဘွဲ့ပြန်ဖြေဖို့အမိန့်ထုတ်ထားပါတယ်။ဒါပေမဲ့တပတ်ကငလင်တန်းတင်ထားတဲ့ဒေသတွေမှာရှိတဲ့တချို့ကျောင်းသားကျောင်းသူတွေဟာသူတို့ရဲ့နေအိမ်တွေပြုတ်ချက်ပျက်စီးတဲ့အထက်ပါသွားတာတွေနဲ့ လက်ရှိအချိန်ထိပြန်လည်ပြင်ဆင်မှုတွေမလုပ်နိုင်သေးတာတွေအပြင်စာဝတ်နေရေးအကျက်အတဲပါဖြစ်နေတဲ့အတွက်စာမေးပွဲပြန်ဖြေဖို့အခက်အခဲဖြစ်နေတာတွေကြောင့်တချို့တွေလည်းပြန်မဖြေခြင်းကြတော့ဘူးလို့ကျောင်းသားမိဘတချို့ကပြောထားကြပါတယ်။တစ်ဖက်မှာတော့အကျက်ဖက်စစ်ကောင်စီကသူတို့ပြန်လည်စစ်ဆေးမယ်တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုမဲ့သူနှဲပါနေလို့ဆိုပြီးကျောင်းသားကျောင်းသူတွေနဲ့မိဘတွေကိုစစ်တပ်ရဲနဲ့ထွေအုပ်တွေကခေါ်ယူပြီးတော့ တို့ရဲ့အထက်ကစီရနာနဲ့စောင်းမေးဘွဲပြန်ဖြေလို့ရအောင်လုပ်ပေးတာကိုကောင်းကောင်းမွန်မွန်လက်မဖြေရင်အဲ့ဒီသူတွေကိုဘလို့စောင်းမေးဘွဲမှာဖြေခွင့်မပေးဘူးဆိုတာမျိုးတွေအထိဖိအားပေးချိန်ချောက်နေုံနဲ့မကမန္လေးမြို့မှာဆိုရင်စာမေးပွဲလာဖြေကြဖို့လော့စပီကာနဲ့ပါလိုက်အော်နေပြန်တယ်လို့မန္လေးမြို့နေចောင်းသားမိပါတူကပြောထားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးလက်ရှိတရားတော်ငလင်တန်တင့်ထားတဲ့မန္လေးစကိုင်းနဲ့နေပြီးတော့မှတက္ကသိုလ်ဝင်စာမေးပွဲပြန်လဲဖြေဆိုမဲ့သူက 50ရာခိုင်နှုတ်အောက်ရောက်နေပြီအလွန်နှဲပါနေတဲ့အတွက်စစ်ကောင်စီကအခုလိုအတင်းကျပ်ပြန့်ဖြေးခိုင်းနေတာဖြစ်တယ်လို့လည်းမန္တလေးမြို့နယ်ကြောင်းစရာတအူးကပြောထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရေုံခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ